Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စီအပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရွှေတိုနေဓမ္မရေးသားចောင်းတိုက်တွင်ရှစ်ကြိမ်မြောက်စူပေါင်းမဟာဘုံကထိန်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျောင်းတိုင်းဒေသကြီးမော်ဘီခရိုင်မော်ဘီမြို့နယ်ဂျပန်ဖျားအနီးရှိရွှေတွန်တီဓမ္မရေးသာကျောင်းတိုက်တွင ယမန်နီအော်တိုဘာလ19ရက်နနက်9နာရီကရှစ်ကျင်းမြောင်စူပေါင်းမဟာဘုံကတဲ့အလူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဂျန္နာမြေသုံးပါမိဘဆရာသမားတို့အားဥထိပ်ပန်းစင်လျက်ရွှေတွန်းဒီဓမ္မရိတ်တာအတွင်း၌ပူရိမဝါမထတော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်36ပါးတို့အားခုနှစ်ရက်သားသမီးအလူရှင်များစူပေါင်းကကထိန်တင်ငန်းစက်ကလူရန်ခဲ့ပြီး အဆိုပါအခမ်းအနားကိုတော့ရွှေတွန်ဒီဓမ္မရိပ်သားအကြောင်းတိုင်းဆရာတော်ထံမှတက်ရောက်လာကြသူများကသီလခံယူစောင့်တည်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်တန်ဃာတော်များကပိယိတ်တရားတော်များရွတ်ပွားချီးမြှင့်ပေးတော်မူခဲ့ပြီးပူရီမဝါမှာ ထမြောက်တော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်36ပါးတို့အားကထိန်ကြီးမန်မြတ်သင်္ကန်းနဝကမဝိထုငွေနှင့်လူပဲဝိထုပစ္စည်းအတီးတီးတို့ကိုစက်ကလူဒန်းခဲ့ပါသည် မျက်ဝေမဲ့လာပါဒီတော်လုံးကိုစီဝိုင်းစီကားတဲ့သူကြောမဲ့လာမောင်ဖို့တန်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 တော်တော်မှုမဲ့ရမဖြစ်ချေဆော်လေးတွေကံမိုက်တဲ့ဒီနေ့မှာတကယ်ကိုလာတော့ဒါသမ်းမအောင်ထွေးရပုံကြောင်ကြမဲ့ဒီတနေ့လုံးတော့နေ့ခါတစောင်းမှမပြတ်ဆုံးကြမဲ့လွားနေပါလို့ရှစ်ကြိမ်မြောက်စူပေါင်းမဟာဘုံကတဲ့အလူတော်မင်္ဂလာအခမ်းအနားတွင် ရွှေတွန်လေးဓမ္မဟိတာဆရာတော်ဖះမှာကထိန်နူမောနာတရားမောကြားချင်းမြင်ပြီးတော်မူခဲ့ပြီးလူဒန်းမှုအစူစူတို့အတွက်ရေဆက်သွန်းချအများပေးဝေးကဆရာတော်တန်ဃာတော်အရှင်သူမြတ်များအားနေစွန်းဆက်ကအလူဒန်းခဲ့ပါတယ်ကထိန်သင်ငန်းအလူတော်မှာတရင်ကျိုးလာပြည့်ကျော်တရက်မှာတစားမုံလာပြည့်နေ့အထီးသာရရှိနိုင်ပြီးတနှစ်မှာတလားတလားမှာတရက်သာကာလဒါနအခွင့်တူကြီးပင်ဖြစ်ပါတယ်ကထိန်အလူတော်ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များအတွေ့ခရားမာစိန်ကျောင်းမာသိန်းသင်ငန်းမာကထိန်ဟု တင်စားခေါ်ဝေါ်လောက်အောင် အမျက်ဆုံးဒါနတစ်ခုဝင်ဖြစ်ပါတယ်။ဒါကြောင့်ကထိန်သင်ငန်းလူရန်ရခြင်းကြောင့်ဘဝတန်ရာတက်ရှောင်းကြီးမားသောအကျိုးပေးမှုများကိုဖြစ်ပေါ်စေခြင်းခရီးသွားလာရတွင် အတားအဆီးအနောက်အရှက်ဘေးအန္တရာယ်ကင်းကွာပြီးအလိုရှိရာအရက်ကိုလွယ်ကူစွာရောက်ရှိနိုင်ခြင်း ပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးခြင်းမှကင်းဝေးပြီးလူရခရီးပေါ်ပါချမ်းသာစွာသွာလာနိုင်ခြင်းဘေးဥပတ်အန္တရာယ်အစိတ်အတောက်နှင့်အစာရေစာရှားပါခြင်းတို့မှကင်းဝေးပြီးစားကောင်းတောက်ဖွဲများအမြဲတမ်းရရှိနိုင်ခြင်းအလိုရှိသောပစ္စည်းဥစ္စာများကို လွယ်ကူလျင်မြန်စွာရရှိနိုင်ခြင်းနဲ့မြည်သည့်အရက်ဒေသတို့ရောက်ရာအချမ်းရံများပေါ်များပြီး အကြီးအကဲနေရာကိုရရှိနိုင်သော အကျိုးအထူးများကိုရရှိနိုင်မှာဖြစ်ပါသည် ဒီကတော့ဒါစူပေါမဟာဘုဂရင်ဘွဲကြီးပေါ့နော်နေ့စဉ်တစ်ပိုင်းပြုလုပ်နေကြဖြစ်တဲ့ဒါဘုရားသားတော်မှန်ဒါပရိမဘာထလာရင်တော့ပဋိအနိသင်ရကြမှာလေအဲ့ဒီတော့ကပဋိဘွဲကြီးကိုကျင်းပတာဖြစ်ပါတယ်စူပေါမဟာဘုဂရင်ဘွဲကြီးလို့အဲအခမ်းအနားစီစဉ်600နဲ့တော့ဖုန်းတင်ဆက်ဖို့ရှိပါတယ်အဲပြင်သံကအလုံး36ပါအဲအဲ့တော့သင်ကနေဆက်ကမယ်အဲတော်မင်းများတော့ဘုံဘွားဒီ တယ်မမျိုးတဲ့ကနေဝေးရတယ်များတဲ့အတွက်တော့တန်ကားတော့၁၀ဘားလောက်ပဲကြွမှာပေါ့ကျန်တာတော့လူရံနေလိုက်ပြီးစက္ကတ်လူတန်းပေးမှာပေါ့လေအဲလူရှင်မတ်တီလူရှင်နေလဲခုဆိုတာ6အိုးတောင်ရှိတယ်ပေါ့အဲသူတို့နဲ့ဒါစိတ်သူကိုယ်သူတရာတူနဲ့အဲကြီးပြူပြောရွှင်ရွှင်စက္ကတ်လူတန်းကြမဲ့မာပုံပရင်ပွဲကြီးပါပဲပါတယ်ဟောတာဗီဒီယိုဖြစ်မှာပေါ့ဆိုတော့ရန်တန်ကမှရင်ဒါပူရိမဝါထားလို့အောင်မြင်ခဲ့တော့ဒီကထိန်အာနိတင်ရဖို့အတွက်ဒီမာပုံပရင်ပွဲကြီးကလောက်ကြမှာဟော အဲ့ဒီဘက်ကိုအလူရှင်တွေကိုလည်းအထူးပဲကျေးဇူးနဲ့တင်တယ်ဘုံလည်းဝမ်းသာတယ်အဲသူတို့လည်းပြောရွှန်တဲ့စက်ကကြတာဖြစ်တော့ပုံကြီးဝမ်းသာကြတာပေါ့နော်အဲဘုံဘုံကတော့ကျောင်းတော်ဒါဘုံတို့ရဲ့မဟုတ်ဘူးပတ္တနာဌာနချုပ်ကြီးရဲ့နယ်လက်တပါကြီးကဆိုတော့ဘုဟုတရားစခန်းလုံးမှာပေါ့နော်ဒေါ်လဆယ်ပြပမှာလည်းပဲတရားစခန်းနေပြခဲ့တယ်လို့ကိုတလောကဆိုရင်ဒါအာဘုံဘုံဒီစက်တင်ဘာ16 19ဆိုရင်ကိုရီးယားတောင်ကိုရီးယားနိုင်ငံမှာဟော်ပီစမတ်လို့ဆိုတဲ့ကမ္ဘာဘာသာပေါင်းစုံငင်းချိုင်းအစည်းအဝေးကိုဘုံဘုံတက်ရောက်ခဲ့တယ်ပေါ့နော် နိုင်ငံပေါင်း180လာကြတယ်အလုံးအလုံး2000ကျော်ပေါ့အလုံး2000ကျော်အဲ့မှာဘာသာပေါင်းဆိုကမ္ဘာငင်းချမ်းရေးအစည်းအဝေးကြီးကိုလည်းအောင်မြင် လုပ်ခဲ့တယ်ပေါ့လေနောက်နောက်လည်းပဲငင်းချမ်းရေးဘွဲကြီးလုပ်ဖို့တွေရှိပါတယ်အဲ့လိုပဲငင်းချမ်းရေးတွေရောဝိပဿနာဓမ္မတရားအလုပ်တွေရောဒီတရားဟောပြောတဲ့ဟောပြောဓမ္မတာတွေအကုန်လုံးကိုအမုံတို့ဘုံဆန်းဆောင်တဲ့မြတ်တော့တာရဏတော်အတွက်လုပ်မယ်လို့ယူရထားပါတယ်ဝန်သားတဲ့အထူးဝန်သားတဲ့ကျေးဇူးလက်တင် အဲသူတို့ကလည်းဝါမန်တတာနဲ့ကိုဒါအလူရှင်နေဆိုရင်များသောအားဖြင့်ကမ္ဘောဇင်မှာအထင်ခင်းပြီဆိုရင်သူတို့တနစ်နဲ့အားမရကြဘူး၃နှစ်ပြောင်ခင်းကြတာများပါတယ်အဲအထူးကျေးဇူးတင်တယ်ဒီတဲ့မကလည်းချမ်းသာကြပါစေလို့သာသနာတော်ကိုထောက်ပံ့နိုင်တဲ့ပညာရှိသူတော်ကောင်းအလူရှင်လူမများဖြစ်ကြပါစေလို့ကမ္ဘောကဆုတောင်းပေးပါတယ်အဲအရင်နှစ်တည်းကတော့ပေါ့နော်ကျမတို့ကနှစ်တိုင်းကတော့ပြက်ကြိန်ပြူနေကြပေါ့ပြက်ကြိန်ပုံထိပ်တိုက်ဆိုတော့ပြက်ကြိန်ပြူနေကြဆရာတော့တစ်နှစ်စာတစ်နှစ်စာပြူနေပေါ့နော်ဒီနှစ်ကျတော့လည်းပြက်ကြိန်လည်းပြူရင်းနေပေါ့နော် သူပေါင်းပုံကရင်အတွက်အတူငွေလေးနဲ့အဲ့လိုထူလိုက်တာပါဟုတ်အဲတိုင်းမသိဝမ်းသာပါတယ်ဒီနေ့ဒီကျောင်းမှာဆိုရင်ကျမတို့ကဒီဒီနှစ်ထဲမှာ3ချိန်ရှိပြီပေါ့3ချိန်လာတူပြတဲ့ဟုတ်မျိုးသားသိခဲ့တာပါဟုတ်ဆက်ကြည့်ပြပြပြီပါဒီဆရာတော်နဲ့အဲဒီပြည့်ညတ်တခုမှာဆရာတော်ရဲ့တရားဆရာမှာသွားပြီးတော့ဒုက္ခပါရှင်းနေဆရာတော်ဆက်ယူနေကြတာအဲ့ကနေမှဆရာတော်နဲ့ယူနေတော့နောက်ဆရာတော်ဒီမှာတရားစခန်းမှာလုပ်တဲ့အားစားကန်းတို့အမဝေးရတဲ့ဘောလုံးကြီးပါတယ် နောက်ဆရာတော်ဒီသုတ်တဲ့စာအုပ်ကြီးကိုကျောင်းနဲ့ဆရာတော်ဆိုင်မှာပတ်သက်တော့အကုန်လုံးပြည့်ပါလေပြည့်ပြည့်လည်းမြစ်စင်တိုင်းပြည့်ပါလေအော်လာပြီးတော့တူပေးကြပါလို့ဟုတ်ဟာ